အာဆရာဆာမနဲ့တကွာအတန်းလူအတန်းသားများကိုရှင်းဥစားမိလာပါလို့နှုတ်ဆက်တာလိုက်ရပါမယ်ရှင်။အာကျမကရော Gabriel 02လာမင်းယူပဲဖြစ်ပါတယ်။အခုကျမပြောပြသွားမယ့်ခေါင်းစဉ်ကတော့ကျမနမည်ကြီးအစိုးတော်ဖြစ်ခဲ့တော့ဆိုတဲ့ခေါင်းစဉ်လေးပဲဖြစ်ပါတယ်ရှင်။အာအစိုးတော်တရားဖြစ်ဖို့ဆိုတာကတချင်းလေးတစ်ပုတ်စိုးတက်ယုံနဲ့ဖြစ်လာမယ့်အရာမဟုတ်ပါဘူး။အာအစိုးတော်ကောင်းတရားဖြစ်ဖို့အတွက်နောက်ပဲမှာအနည်းနာခံရတာတွေစူးစမ်းရတာတွေဆိုတာအများကြီးရှိပါတယ်။ လူတချို့ကတော့ဒီအမျိုးပညာတို့အစိုးရကတော့ဆိုတာကပါရမီရှိတဲ့သူတွေအတွက်တာဖြစ်တယ်လို့ပြောကြတာကိုပြည်သက်ကြီးကိုလည်းကြားမှုကြမှာပါလက်တွေ့မှာတော့ဒါဟာမှန်ကောင်းမှန်တိုင်းပြီးမဲ့အမ်မှားလဲမှားနေပါလိမ့်မယ်အရင်မှချက်ကအစိုးရဖြစ်ဖို့ဆိုပြီးမဲ့အတန်ကမကောင်းလို့မလုပ်တော့ပါဘူးလေဆိုပြီးတော့ဒီလက်ချလိုက်တာမျိုးဆိုတာကမဖြစ်ပါဘူးအဲ့ဒီကဇာပါရမီရှိတဲ့သူတွေစီမျိုးရှိတဲ့နေရာစီကိုပေါ့နော်ကိုကိုယ်တိုင်ကလည်းငါလည်းအရောက်လမ်းနိုင်နေဆိုတဲ့စိတ်ဓာတ်နဲ့မဆုံးမနစ်စူးစမ်းရမှာပဲဖြစ်ပါတယ် အာပါရမီရှိတဲ့သူကတစ်ခါနဲ့ရရင်ကိုက3ခါ4ခါရလာတဲ့အထိခက်တလဲလဲစ조사ရင်ရကိုရနိုင်ပါလေဒီလိုပါရမီရှိတဲ့သူတွေနဲ့ဒီဒန်းတို့ရအောင်ပေါ့နော်ရှောင်းလန်းကြတဲ့အကြောင်းကိုကျွန်မမျိုးလုံးလေးကော့ကွန်ဖီဝင်ညင်ခဲ့တာကတော့ဒီအနီမေးဆီးရီးတစ်ခုဖြစ်တဲ့ဒီ Blue Period ကပြသနိုင်ခဲ့ပါရဲ့အဲဇလိုင်းအကြောင်းလေးကိုအချင်းချင်းပြောပြရမယ်ဆိုရင်တော့ပေါ့နော်ဒီရတော်ရာကုချီဆိုတဲ့ဒီအထက်တန်းနောက်ဆုံးနှစ်ကျောင်းသားတယောက်ကသူကစာရန်တော်တယ် ဘာဒနာတော့ तू ကဘာပါမှမသိဘူးရီမန်းချက်ကလည်းဘာမှမသိပဲနဲ့သူ့ဘဝကိုညှိနှိုင်းနေခဲ့တဲ့ तू တယောက်ဖြစ်ပါရဲ့ဒါပေမဲ့တနေ့ तू မထင်မှတ်ပဲပေါ့နော်ဒီအမှုပညာကလပ်ကစီနီယာတယောက်ကိုပစ္စည်းကုတည်ပေးနေတဲ့ဒီစကားဆက်မိညာကနေမန္တလေး तू မြင်ခဲ့ရတဲ့ဒီရှင်မူရဆိုတဲ့အပြာရောင်မနှခင်းယူ तू စိတ်ပပါနေပေါ့နော်ပကြီးကလပ်မှာဆပြီးတော့ဆွဲခဲ့ပါရဲ့အဲ့ဒီအခါဆပြီးတော့မှဒီပကြီးနဲ့ပတ်သက်ပြီးတော့မှနော်အခြေခံတော့တလုံးမှမသိတဲ့မရှိတဲ့သူဟာဒီအမှုပညာကလပ်တဲ့ကိုဝင်ပြီးတော့ပကြီးကိုဆပြီးတော့မှတင်ယူပါတော့တယ် ဒီကလေးတဲ့ကဘာရင်ကြောင်းသားတွေပြောလို့ရှိရင်ပကြီးတင်တန်းကပါရမီရှင်တွေနဲ့ရှင်လိုက်လို့ရှိရင်ဒီခုမှပေါ့နော်တတ္တဆဖြစ်တဲ့ဒီကြာခုချီဆိုတဲ့ကဒီနေ့မအိတ်ညမအိတ်လေးကျင်လဲပြောလို့ရှိရင်ဆရာရီစီကနေအကြံဉာဏ်တွေဒီနီးမျိုးစုံတွေကြောင်းပြီးတော့မှလေ့လာစီးပူးခဲ့တဲ့သူဖြစ်တဲ့တဲ့ကြောင့်နောက်ဆုံးမှာတစ်နှစ်မှာပေါ့နော်20ရာခိုင်နှုန်းလောက်ကျောင်းသားဖြစ်လက်ခံတဲ့တို့ကျိုးအမှုပညာတက်ကလေးကိုဝင်သွင်းရသွားနိုင်ခဲ့ပါတယ် ဒါကြောင့်မလို့ကျွန်မပြောချင်တာကကိုယ်အိမ်မက်နာကိုလိုက်မယ်ဆိုရင်ဘာကြီးပဲဖြစ်နေပြောစားမယ်ဆိုရင်တော့ဖြစ်တော့လာမှာအသေးချာပဲလို့ပြောချင်တာဖြစ်ပါတယ်။ကျွန်မကနာမည်ကြီးအဆိုတော်ဖြစ်ခဲ့ရင်ပေါ့နော်။ပထမဆုံးကိုယ့်ရဲ့အရေးချင်းကိုထိန်းသိမ်းနိုင်ဖို့ဆိုတာကအရေးကြီးဆုံးဖြစ်ပါတယ်။အဲဒါကြောင့်မို့တချင်းဆိုတာနဲ့ပတ်သက်တဲ့နီးလန်းကောင်းတွေပေါ့အငဲစီးမှုနေမှာဖြစ်ပြီးတော့အခုဥပမာအားဖြင့်ပြောရမယ်ဆိုရင်အမ်တချင်းဆိုရမှာအခြေခံအကျဆုံးဖြစ်တဲ့ဒီ လေရှုလေထောက်ပေါ့နော်လေထင်းချင်းကျင်ကန်းနေပြီးသွားလို့ရှိရင်ဒီလူတိထင်ချဖို့အတွက်ပေါ့နော်တခုတည်းနဲ့ကိုကိုကိုအပေါ်စားဆန်တဲ့အစိုးရတရားမဖြစ်ရလေအောင်အလွယ်လန်းလိုက်မှာမဟုတ်ပဲနဲ့ဒီ agency ကောင်းနေတဲ့ဒါလက်တွဲလုပ်မှာဖြစ်ပါတယ်အဲဒုတိယအနေနဲ့ဆိုရင်တော့ကျမတင်ထားတဲ့ပညာရည်တွေကိုအစိုးရနာပါတဲ့ကလေးတွေအတွက်ဒီမျိုးဆက်တွေတွေပေါ်ထွက်လာနိုင်မှုအကြောက်တရားတွေသူအရှင်သူတို့ဝေဖန်မှုတွေကိုရင်ဆိုင်ကြော်ရနိုင်မှုအတွက်မြင့်မြတ်မှုတွေကိုလက်ခံလာနိုင်အောင်ပြီးလို့ရှိရင်အာကို မရဖို့အတွက်ပဲပေါ့နော်တည့်ရဲ့ဒီ agency တွေကနေပြောအလိမ်ခံနိုင်အောင်အပေါ်စားစာချုပ်တွေနဲ့အဲ့လိုမချုပ်မိနိုင်အောင်လို့ငွေကြေးစီမံခံခွဲတက်ဖို့နဲ့ဒဲကမှစရမယ်မတည့်ရဲ့လူငယ်တွေအတွက်လမ်းဖောက်နိုင်အောင်ဘေးကနေအပြင်အပိတ်ကူညီပေးပြီးတင်ကြားသွားမှာဖြစ်ပါတယ်။ um တတိယအနေနဲ့ပြောမယ်ဆိုရင်တော့ဒီနာမည်ကြီးဆိုတာဖြစ်တဲ့အရာပေါ့နော်ရဲ့အရေးအချင်းကိုလည်းထိမ့်သိမ့်ပြီးတော့ဒီအနုပညာအတိုင်းဝိုင်းမှာစံပြအဖြစ်နိုင်ငံသားကနေပြီးအမှန်တရားကနေပြီးတော့ရက်တိပြီးတော့မှတဲရေးပေါ်တော့တော်တော်လေး ဖြစ်နေဆဲတာဆိုရင်တော့ဗောနော်ဒီဒီမိုကရေစီရရှိအတွက်ရှေ့တန်းကနေအတန်ပေးခဲ့ကြတဲ့ရဲဘော်တွေအတွက်ပဲဖြစ်ဖြစ်တပတ်တလန်းကနေပြီးတော့အထောက်အကူညံ့ရဖြစ်အောင်ဒီကမ်ပိန်းပြင်မှာဖြစ်စေဥပရှင်တော်ထဲမှာဖြစ်စေဗောနော်စင်စက်မပြတာဝန်ကူညီကောင်းမှာဖြစ်ပါတယ်ဒါမှဒါဒီနာမည်ကြီးအစိုးရဖြစ်တဲ့အကြောင်းကိုယ့်ရဲ့အစအစကိုလည်းမှန်ကန်တဲ့နေရာမှာအသုံးချတတ်ပြီးတော့မျိုးဆက်တွေတန်းစံပြအကောင့်တယောက်ဖြစ်လာမှာဖြစ်ကြောင်းပြောကြရင်းနဲ့ကျမရဲ့နာမည်ကြီးအစိုးရဖြစ်ခဲ့တော့ဆိုတဲ့ကြာပန်းကောင်းစဉ်လေးကိုအညီအောင်ချုပ်ရပါရှင်